သမားရဲ့စကားကိုသစီကပြုံးနေခင်ဗျားစီမှာရှင်သန်ကြီးစိတ်ကတိတ်ကိုမေးမိလာတယ်နော်တတိထားမိလား။အိုးခုမတယ်လား။ကျမကပြင်အသက်မရှင်ချင်လားကြားလာပြီ။သစီကကျမကိုကြည့်ရင်နောက်ထပ်သပင်းတစ်ချက်ကိုထချတယ်။ကျမကဘူးထဲက secret ကိုထုတ်ပြီးအငွေ့တွေကိုရှိုက်သွင်းလိုက်တယ်။ secret နဲ့ကျမကိုငေးကြည့်နေတဲ့သစီစီကို secret အခိုးငွေတွေမှုန့်ထုတ်လိုက်ပြီးအဆက်ဆက်မရှိတဲ့စကားကိုကျမစပြောလိုက်တယ်။ ိကုန်းကြီးတွေကြမှာတစီရဲ့တံတန်းကမုံကြီးဝါဝင်နေတယ်။ရှင်းသိလားလူတွေကလေတယောက်ကိုတယောက်လိုအပ်ကြတယ်ဆိုတာတယောက်ရဲ့စိတ်အစာကိုနောက်တယောက်ကဖြည့်ဆည်းပေးဖို့လိုအပ်တဲ့အချိန်တော့ပဲ။ဒီနေ့အချိန်ကကိုယ့်ဘာနဲ့ကိုနေကြတာသူတို့မလိုချင်တော့တဲ့အချိန်မှာသူတို့အနောက်ကိုရောက်သွားရင်အဲ့ဒါရန်သူပဲ။တယောက်ကိုတယောက်ပတ်သက်နေကြတယ်ဆိုတာအဲ့ဒီတယောက်ကသူ့ရဲ့စိတ်ထဲမှာလိုချင်တတ်မှတ်မှုတွေဖြည့်ဆည်းပေးနိုင်တယ်လို့အထင်ရောက်နေကြလို့ပဲရှင်းသိလား။ကျွန်တော်ကတော့သိပါတယ်။ ဒါပေမဲ့ဒါတွေကိုသိနေတဲ့ခမားကြတော့ခမားကိုမလိုချင်တဲ့သူဘာကြောင့်လိုအပ်နေတာလဲဒါလူတွေရဲ့တဘာဝပဲလीသိတာကတက်တက်လိုက်နာတာကတက်တက်ပဲကျမစိတ်ထဲကကွက်လက်ကသူနဲ့မှဖြစ်နိုင်လို့ပေါ့တစီရောကျမပါထက်ပြီးတိတ်ဆိတ်သွားတယ်တစီကသူ့ပေါင်းကိုလက်ချောင်းကလေးညီနဲ့တတောက်ောက်ခေါင်းဘီးဘက်ကနီရန်တွေကို ရောက်တက်ရရငေးကြည့်နေတယ်ခမားရှင်တပြိုင်တည်းလိုလိုစကားဆမိကြတယ်တစီရောကျမပါပြုံးလိုက်မိကြတယ် တစီကကျမကို lady first လို့ပြောတယ်။ကျမအိတ်ဆေးလုံနေပြီမဲ့အိတ်မရဘူး။အိတ်မရမဲ့အတူတူလွတ်ရလက်ကြတခုခုကို လုံးတဲ့သလား။တစီကကျမကိုပခုံးနှစ်ဖက်ကို ဟမ်ပါပါတွန့်ပြတယ်။အင်း၊ तू ပြောချင်တာကဒါကျမရဲ့ရွေးချယ်မှုပေါ့။ထိုင်ကုန်းပေါ်တက်ပြီးထုတ်တန်းစီကိုဝင်းစောချီနေတဲ့ကျမကိုတစီကပြုံးမိကြည့်နေတယ်။ တည်တက်တဲ့ကျမလက်ရကွင်းလျှော့ကိုကြည်ကြည်နဲ့နဲ့ဖြင့်ပြန်ငေးကြည့်နေဦးမှာပဲတစီကစကားကိုပြန်ဆတယ်။ဘာဖြစ်လို့များအလောတကြီးပြောက်ွက်ချင်းနေတာလဲ။ကဘာပေါ်မှာလူတယောက်စိတ်ချလက်ချပြောက်ွက်သွားဖို့ဆိုတာရှိချင်းနဲ့မရှိချင်းဆိုတဲ့အကြမှာခမားပိတ်လောင်နေမယ့်အလွှာတွေရှိသေးတယ်နော်။အလောတကြီးမဟုတ်ပါဘူး။ကျမစိတ်ကူးနေကြစီနေတာအရန်ကိုကြာခဲ့နေပြီပဲဟာ။တစီကပြောမကောင်းတဲ့ကလေးစိုးကိုကြည့်တယ်လို့အကြည့်မျိုးနဲ့ကျမကိုပြုံးကြည့်နေတယ်။ ဘယ်ကစားနည်းမဆိုအခြေခံစီးနှင်းရှိရဲဆိုတာသိတယ်မို့လားဟာဒါကကစားနည်းဖြစ်သွားပြီလားဒါကစားနည်းပဲလေလူတိုင်းကဘဝရဲ့အဆအဆုံးကိုကစားကိုကစားရမယ်ဂိမ်းမှာခမရကဘောနပ်လေးပဲကိုတိုင်ယူလိုက်တာကိုဗျဒီစကားတက်တက်တစီကိုတော့ကျမတကယ်မရှင်းနိုင်ဘူးကဲစူးစမ်းပါဦးကျွန်တော်ရှိခဲ့ဘူးတဲ့ဆိုတာကိုခမရမှတ်မိနေရမယ်အဲ့ဒီလောက်ယူရှင်းလို့လား တခါတလေအယိုးရှင်းဆုံးလို့ထင်ရတဲ့အရာတွေကအခက်အခဲဆုံးဖြစ်နေတတ်တယ်ခင်ဗျာသိရတာနဲ့ပြောပါဦးကျမရှင့်ကိုဘယ်လိုမှတ်မိနေပေးရမှာလဲကျွန်တော်ခင်ဗျားကိုလေမော်ဖုန်ယိုပလင်းလီကမ်းပေးခဲ့ဘူးတယ်တစ်ချိန်လုံးကပေါ့ကျွန်တော်ကင်တွယ်ထိတွေ့နိုင်တုန်းကလေဟမ်ဒါပဲလားတစီကစိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုခါရမ်းလိုက်တယ်သူဘာမှမတက်နိုင်ဘူးဆိုတဲ့ယုံနဲ့ဟုတ်တယ်ဒါပဲ ျွန်တော်တို့ကလူတိုင်းစီကိုတောက်လို့ရတာမဟုတ်ဘူးကျွန်တော်တို့ရှိနေတုန်းကပတ်သက်ခဲ့ဘူးတဲ့အဲ့ဒီလူရဲ့ရှင်သန်လူစိတ်အ ਨੇ ဆုံးအချိန်ကြမှာဒါကျွန်တော်တို့ကိုမြင်နိုင်တာလေစီချင်းနဲ့မရှိချင်းအလွှာကြမှာလွတ်မြောက်ဖို့တခုတည်းသောနိလန့်ကမှတ်မိခံနေရဖို့ပဲအဲ့ဒါကနာမည်နဲ့အချက်လက်တွေမဟုတ်ဘူးအဖြစ်ပြက်တွေပဲအဲ့ခါကျရင်နောက်တစ်ယောက်ကိုကျွန်တော်ရှာရတော့မှာပါ ကျွန်တော်နဲ့အများသောအင်တာအပွင့်ထွက်မှာပခုံးချင်းတိုက်ခိုက်မှုတဲ့သူဖြစ်ဖြစ်ပေါ့ရှင့်ရည်တည်မှုကအဲ့လောက်မေ့မင်ခဲ့တာလားတခြားတရားဥပမာအဖေအမေညီမတို့မရှိဘူးလား